လေးနဲ့တည်းပို့ပြီးတော့ပြည့်စုံတယ်သုတ္တံပါဠိတော်ဆိုတာသုတ္တံတရားတွေဟာလူတွေရဲ့ဇယိုက်ဝါသနာအခြေအနေကိုကြည့်ပြီးတော့မြတ်စွာဘုရားကဆုံးမတုံသင်ခဲ့တဲ့တရားဒေသနာများဖြစ်တယ်အဘိဓမ္မာကျတော့ဇယိုက်ဝါသနာများကိုရှုငဲ့ခြင်း မပြုဘဲနဲ့ဘယ်လိုသဘာဝတရားတွေဟာအချင်းချင်းမိခိုပြီးတော့ဆက်သွယ်ပြီးဖြစ်ပေါ်နေကြတယ်လဲ ဆိုတာကိုတဘာဝတရားတက်တဲ့ရှုထောင်ကနေပြီးတော့အကျယ်ချဲ့ပြီးတော့မြတ်စွာဘုရားဟောထားတာဖြစ်လို့အမြဲတမ်းထူးခြားတဲ့ဒေသနာတော်တရားတို့ဘုရားဘာသာဝင်နေအားလုံးတညီတဲ့လက်ခံထားကြတယ်ပေါ့အဲ့ဒီအဘိဓမ္မာဒေသနာတော်ကြီးပြီးပြီးဆုံးအောင်တာဝရိန္ဒနတ်ပြည်မှာမြတ်စွာဘုရားဟောတာကတပွဲသူပြည်လူလောကမှာရှင်သာရိပုတ္တရာမြတ်စွာဘုရားရှိကနိခံပြီးတော့